ညလေးကြောင့်မန္တလေးမြို့ရှိဝင်းဝင်းကားပစ္စည်းဆိုင်ပြိုကျမှုတွင်စိုင်းပန်ရှင်ရဲ့တမိဖြစ်သူအပေါင်းဝင်ကိုဦးတည်ဆုံးခဲ့လို့သိရပါတယ်။မက်စလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းညလေးကြောင့်အဆိုပါကားပစ္စည်းအယောင်ဆိုင်မှာပြိုကျပစ္စည်းခဲ့ပြီးတည်ဆုံးသူများမှာ15နှစ်အရွယ်မျိုးသမီးငယ်နဲ့အတူ၎င်းဆိုင်မှာအလုပ်လုပ်ကိုင်းနေတဲ့ဝန်ထမ်းများတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကျမနဲ့ကျမဝီချဲတွန်းပေးတဲ့နှစ်ယောက်သားကဲဆဲရည်တွေကျူပန်းမှုတွေနဲ့ဆက်ထုတ်လုပ်ရခဲ့ပါတယ်။တေဖို့ကုကုကိုတရဏကုံတင်ပြီးပေမဲ့ ပထမဆုံးကေတုခံရတဲ့ဘွားမှာငါပိုင်ဆိုင်မှုတွေအဆွဲလုံးဝမရှိပေတရဏဂုံတီဖို့ပဲသတိကပ်နေခဲ့တယ်ကျမအချားကလေးတွေအားလုံးနဲ့ပုံမှန်စကားပြောဆိုအပ်ပေးနိုင်ခဲ့ပါတယ်ကျမလက်ထဲငွေလွှဲဖို့ပတ်စံတို့ကတွေ့ပါလာပါတယ်ပုံမှန်ဆို3000 5000တောင်မကန်ခဲ့ပေမယ့်တည်ဆုံသွားတဲ့သူတော်ကောင်းကလေးတွေကိုလှုပ်တင်တာလှုပ်ဖို့ပါလာတဲ့အဲ့ဒီငွေတွေကြောင့်တည်ဆုံသွားသူကျမသမီးအပါအဝင်၈ဦးလုံးကိုတချို့ချင်းတက်ပြောက်စွန့်ကပ်ချင်း စွန့်တော့အမျှတဲ့ပေးဝေခြင်းရဲလေကုတို့အကြီးကျယ်လွတ်နေခြင်းဖြစ်ခဲ့ပါတယ်လို့ဖြစ်စင်နေပသက်ပြီးကားပစ္စည်းဆိုင်ပန်ရှင်ဖြစ်သူကလူမှုကွန်ရက်မှာရေးသားထားပါတယ်ဝဝင်ကားပစ္စည်းဆိုင်ပန်ရှင်မှာလုံခဲ့တဲ့6နှစ်ခန့်ကလေးကရှင်ညော့အပိုင်းမှာစပြီးအပိုင်းတည်နေခြင်းဖြစ်ကဟွေချဲဖြင့်သွားလာနေရသူဖြစ်ပါတယ်ကျမသမီးအသက်မှလူအသက်မဟုတ်လို့ဆိုင်ကအားလုံးတက်ကိုကယ်ပေးဖို့ကျမအထက်ထက်တောင်းဆိုခဲ့ပါတယ်အပိုင်းတည်လူမမတယောက်မှမကယ်ပဲ ဆိုင်ကကလေးတွေပဲကဲပေးဖို့အထက်ထက်ပြောခဲ့တာပါ။သသမီစောပစ္စည်းစောမကတ်သတိလေးကပ်ပြီးကျမအနာကကလေးတွေကိုတနားရီလောက်အားပေးနှစ်သိမ့်နိုင်ခဲ့ပါတယ်။အလုံးစုံတော်ဝင်မကြည့်ပေမယ့်ဘွားကူကောင်းမဲ့ထိတ်လန့်အဟစ်ညင်းညူခြင်းနဲ့အသက်မဆုံးရှုံးတဲ့သတော်ကောင်းလေးတွေဖြစ်ခဲ့ရပါတယ်။တနားလိုက်တာစိတ်မကောင်းလိုက်တာ အလုံးသောသူတွေနဲ့ကလေးတို့ရဲ့ခုချိန်မှာကျမကိုယ်တိုင်သွေးပြက်ထောက်ချမှုကင်းပြီးအတူရှိခဲ့ရလို့ အစိုးရကအကောင် ဖြည့်ဆည်ဖို့အနည်းငယ်ရခဲ့ရသည်။ကျမတို့မိဘတပွဲအုတ်ထင်းမှုအောက်ကပျော်ရွှင်ခဲ့တဲ့ဆိုင်ဝန်တန်းကလေးတွေ၊ကွယ်လွန်ခဲ့တဲ့သူတွေကိုလည်းအမျှအမျှအမျှပေးပြီးသားတို့ခေါ်စီခြင်းတလုံးကျဲ့ရဲ့ရှင်သန်သူတွေလည်းသွေးမပြတ်တာဝန်ကျခြင်းအတွက်ကျေးဇူးအနန္တတင်ပါတယ်လို့အဆိုပါကားဖြစ်စီအယောင်ဆိုင်ပန်းရှင်းကရေးသားထားပါတယ်။တမီကိုတောင်ဆို ကိုဆိုးသူမောင်လေးကျော်စင်ဝင် မောင်လေးတထူအောင် မောင်လေးအောင်ဖြိုးဟိမကြီးမတင်ဝင်မြမလေးတင်းဆွေကိုယ်လွန်သွားကြပြီမဲ့ထိတ်လန့်တေးဆုံးခြင်းမဟုတ်ပေသူတို့ကောင်းလူတွေဘွားကူကောင်းဖို့ကျမနဲ့အတူတိုက်ပျော်ပေးမိစဉ်ကစိတ်ကိုတည်ငြိမ်စွာထားပြီးဝင်သက်ထွက်သက်ရှုပြီးတဏကုံတီးဖို့မေတ္တာသုံးတန်ဖိုးတွေရွတ်ဖက်ဖို့ကျမမထွက်မီတနာရီအတွင်းအပြန်အလှန်ပြပြခဲ့ပါရီကျမနဲ့အတူပေးမိစဉ်အောက်ဆီဂျင်ပြတ်သွားမလို့ဖြစ်တုံးကလေ အသက်အောင်ထားပဇက်ကရှူဖို့ကေဆယ်ရည်တွေမလာခင်အာကုန်မသွားအောင်မအော်ဟစ်ကြဖို့ကျမအားလုံးကိုပြောကြားခဲ့ပါတယ်။အားလုံးအထင်တလက်နဲ့မတည်ခဲ့ကြသလိုတရားရှုမှတ်တရဏဂုံတည်ခဲ့တဲ့အတွက်ကောင်းရာသူကတိလာကြမဲ့ပဋ္ဌာန်းဆက်တွေပါအရှုံးတွေကအမျက်အကြောင်းတည်ခဲ့ရတယ်လို့အဆိုပါကပစ္စည်းပိုင်ရှင်ကဆက်လက်ရေးသားထားပါတယ်။ငလင်ကြောင့်မန္တလေးမြို့မှာထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးလူသေဆုံးမှုများလည်းရှိကလက်ရှိအချိန်ထိရှာဖွေကိစ္စရေးလုပ်ငန်းများကိုလုံဆောင်လျက်ရှိကြောင်းသိရပါဗျာ။